င်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တို့ဒီကောက်သင်တန်းတော့ဘာကိုပြောမလဲဆိုရင်ကျွန်တော်တို့ sudo code အကြောင်းတော့ပါတယ်ဟုတ်လား sudo code PSCDUO PSCUDO COD ပတ်စုလုံးမဟုတ် sudo code what is a sudo code ဟုတ်လား sudo code ဆိုရင်ကျွန်တော်တို့ code တစ်ခုပဲ sudo code ဒီ code တစ်ခုပဲဘာလုပ်တဲ့ code လဲကျွန်တော်တို့ program တစ်ခုရေးမယ်ဆိုတော့လက်တန်းတန်းပြီးတော့ဘယ်သူမှတော့ချမှာမဟုတ်ဘူးဗကြီးဆရာကိုမျက်စိတည်းဗကြီးဆရာမှရေးပြီးနှစ်နေရှိတယ် သူ့စိတ်ကူးထဲမှာရှိနေတာကိုရေးသေးချေနေတာ ਨੇ အပြင်မှာ model တယောက်ထိုင်ပြီးတော့ဆေးချေနေတာဒါကျွန်တော်တို့လည်းအမှုပညာပဲလေ creation ပဲကိုယ်စိတ်ကူးထဲမှာရှိနေတာကိုကျွန်တော်တို့ creation လို့လက်တန်းလုံနေတာဘလောက်ရှုပ်ထွေးမှုရှိလဲဟုတ်လားမလို့ကိုလို့မဲ့ပုံစံမျိုးကျွန်တော်ချရေးချရေးကြည့်မယ်ချပြီးတော့တရုပ်ဖော်ကြည့်မယ် blueprint ဟုတ်လားပုံညာဆွဲကြည့်မယ်အဲ့ဒီကနေမှပြင်ပဆောင်မယ်အဲ့အဲ့ဒီလိုပုံစံကျွန်တော် object oriented သဘောတရားပုံစံပဲဟုတ်လား ိုးပြီးတော့လောက်ကြည့်မယ် error တွေကြိုးရှာကြည့်မယ်အဲ့လိုလောက်ရင်ပုံမတော်ဘူးလေကျွန်တော်အများနဲ့လောက်တဲ့ချိန်မှာဆိုရင်တော့ program တခုအငါတို့ဒီ program ရေးမယ်ွာဆိုကုန်းနဲ့တန်းရေးလို့အဆင်ပြေမလားမပြေဘူးအဲ့လိုဟာတွေကိုအများနားလဲအောင်ပုံမှန်နောက်ဆုံး programming မသိတဲ့လူတော်မှနားလဲအောင်အစီအစဉ်နေစိတ်ခိုင်းချက် instruction တွေကိုကျွန်တော်တို့စူရိုကုန်းနဲ့ခြားရေးကြတယ်ဟုတ်လားဒါကျွန်တော်တို့တစ်ခါလေးပြောတာမယ်စူရိုကုန်းဒီ BD canon မှာတော့ဘာမှမဖြစ်ဘူးတကယ်တွေ့ကြုံရှိတဲ့ diploma တွေမှာတော့အကုန်ခြားရေးတာဘာလို့လဲဆိုတော့ရေးပါမယ်တော့မြင်နေလေ ဒီဘာလို့မဆန်မြင်လာလဲကုတ်ကဘာကုတ်ဆန်မြင်လဲမဒါမှမဟုတ်တခုတော့ကြည့်ရနော်စူရိုကုတ်တစ်ချောင်းဒီကျွန်တော်တို့ဒီ real ကုတ်တကယ်ရတဲ့ကုတ်နှစ်ချောင်းဖြစ်ခြင်းပြင်မယ်သုံးချောင်းဖြစ်ခြင်းပြင်စူရိုကုတ်နှစ်ချောင်းအောင်လေ real ကုတ်တစ်ချောင်းဖြစ်ခြင်းပြင်မယ်နှစ်ချောင်းဖြစ်ခြင်းကြိုက်တဲ့နောက်ဖြစ်ခြင်းပြင်မယ်ဟုတ်နော်ဒီကတစ်ချောင်းဟိုကတစ်ချောင်းသွားတွက်လို့တော့မရ Okay ကြည့်မယ်ဒီစူရိုကုတ်လို့ဖတ်ကြည့်မယ်ရေးပုံရင်းနေလေစူရိုကိုရေးပုံမျိုးရှိရတာကျွန်တော်တို့ Fortran language အနေနဲ့ရေးမှာလားကျွန်တော်တို့ C base language တိုင်းရေးမှာလားဟုတ်နော်အများကြီးရှိတယ်ပရိုဂရမ်မင်း language ကိုသုံးမဲ့ language ပုံမူပြီးစူရိုကိုရေးပုံစတိုင်နေ တမျိုးမျိုးရတိုင်းမဲ့စူဒိုကိုရရွေးတယ်လူတိုင်းဖတ်လို့ရအောင်လုပ်တယ်။အစီပရိုဂရမ်မာလည်းဒီစူဒိုစူဒိုကိုကို ဖတ်တယ်လေ။ Java ပရိုဂရမ်မာလည်းစီဒီစူဒိုကိုကိုဖတ်တယ်လေ။ JavaScript ပရိုဂရမ်မာလည်းဒီစူဒိုကိုကိုဖတ်တယ်။နော်အဲ့လိုလို့အကုန်လုံးဖတ်လို့ရအောင်ကိုကြိုက်တဲ့ကုန်နဲ့ရေးလို့အောင်မူတီးတော့ model တစ်ယောက်ချထားတယ်။ကြိုက်တဲ့ပကြီးစဲကြိုက်တယ်လို့ဆိုအတော့ဘောပဲနေဆိုရယ်ခဲနေဆိုရယ်ရှေ့မှာ model ထိုင်တယ်။အဲ့ model ပုံမထွက်လား။အာ okay မနော်စူဒိုကိုစတည်နေတာပဲ။ ကဲကြည့်မယ်ဖတ်ကြည့်မယ်ဒါလေးဆိုရင်လူငယ်အကုန်မကြီးတဲ့တဲ့တော့နားလဲမယ်နော် as user for email address အစိပထမတစ်ဆင့် user ကို email address မေးလိုက်ပါဟုတ်ပြီနော် if email address match ဒါ if email address match accept button accept button ဆိုကျွန်တော်ရှိမှပြောရဲ regular expansion ပုံစံနေရတော့ email ဆိုရင်တော့ဒါဘာတွေပါမလဲ app ပါရမယ် gmail ပါမယ်နောက်က .com .org တခုခု mail တွေအဆုံးရှိရလေ yahoo mail လား outlook mail လား mail ဘောင်မျိုးစုံရှိရဲအဲ့ဒီလို pattern တွေနဲ့စစ်ချမယ် email မဟုတ်မှလက်ခံမယ် email မဟုတ်ဘယ်နဲ့သွားလက်ခံလို့ဖြစ်မလား မဖြစ်ဘူးလေမဖြစ်ဘူးလေဟုတ်တယ်နော်အလကားနဲ့ email address ရဲ့ database တွေပဲရမဟုတ်တဲ့စာကြာတွေပါနေစဉ်းမပြီးတော့ဘူးလေโอเคမနော်အဲကြောင့်ကျွန်တော် email address ရဲ့ pattern စစ်နေစစ်လို့ညီရဲဆိုရင် if email address match တူတယ်ဆိုရင် accept button ကိုလုတ်ထားတဲ့အာကိုစစ်ချထားတဲ့ကုတ်နဲ့ pattern တူတယ်ဆိုရင် add them to email list email list ထဲကိုထည့်လိုက်မယ်ပြီးရင် as အဲ့လိုမှမဟုတ်ဆို show error message ကဲရွတ်ရွတ်လေးဒီခုကဲဆိုဒီအကြောင်းကိုကျွန်တော်နားလဲအပ္ပမတ်တဲ့ email address ကိုရအောင်ရအောင်ရအောင်ယူမယ်ဆိုရင် ဒါကျွန်တော်အကျိုးချုံးရေးလိုက်တာကဲဒီနေရာမှာကျွန်တော် guest email address ဆိုလည်းဖြစ်ခြင်းဖြစ်ပါတယ်ဟုတ်နော်ဒီနေရာမှာဗာ email address နော် guest email address ဆိုပြီးတော့ကျွန်တော်တို့ဖြစ်ခြင်းလည်းဖြစ်မယ်โอเคမလား guest email address လောက်ရင်လည်းလုပ်မယ်ဒါမှမဟုတ် prompt for email address ကြိုက်တယ်လို့ပြောလုံးရအောင်ကျွန်တော်တို့ customer ကြီးကနေတော့ဗာယူရမှာလေ email address ယူရမှာကဲနည်းနည်းလေးချဲ့ပြီးတော့နားလိုက်တယ်ကျွန်တော်ထပ်ချဲ့ကြည့်မယ် guest email address ဟုတ်နော် create email variable ကဲ မလားဒါကျွန်တော်တို့စူဒိုကိုကိုနည်းနည်းချက်ရေးကြည့်ရအောင်ပို့ပြီးတော့ရေးလို့လွယ်အောင် create email variable ပဲဒါဆိုပို့ပို့ပြီးတော့နည်းနည်းနားလေအာ email ဆိုတဲ့ variable ပဲ name တခုဖန်တီးလိုက်ပြီးရင် ask user for email address user ကို email address အနေနဲ့ mail လိုက် mail ပြီးတော့ store user email address in email variable email variable ကိုထည့်လိုက်ထည့်ပြီးတော့အဲ email variable ကို email address mask စစ်ကြည့်မယ်နော် if email address ကိုထည့်လိုက်တဲ့ email variable တွေထဲက email address ကကိုယ့်ရဲ့ pattern နဲ့ညီတယ်ဆိုရင် email list ထဲကိုထည့်မယ် as အလိုမှာမဟုတ် show error mask this is ဘာကောတယ် sudo go okay မလား okay မလားဒါ sudo go ကလည်းတိဘီဂနာနဲ့ဒါဒါမဟုတ်ကဲအတူဆုံး guest email တော့ email ပဲယူကွာယူတဲ့ email တော့ကို set ကွာမှန်တယ်ကွာမမှန် error ပြကွာကဒါပဲဒါတွေဒီကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့စိတ်ခိုင်းချက်တွေပဲဒါတွေဒီကျွန်တော်တို့ program ကြီးပဲ okay ထပ်ဖက်သွားအောင်မယ်နောက်ထပ် language တွေမှာဘယ်လိုရေးလို့ရှိလဲကဲကျွန်တော်တို့တချို့ကလည်းတော့အဲ့လို if တွေ else တွေကျွန်တော်တို့ program keyword တွေ if else why for ဟုတ်လား return continue break programming keyword တွေ programming keyword တွေဟုတ်လား return continue break အားဝါးတွေဘာကြိုက်တဲ့ဟာဆို programming keyword တွေအကြီးဆုံးတဲ့ style နဲ့ရှိတယ် if valence less than 0 valence 0ထက်နည်းတယ်ဆိုရင် display valence negative message အာဒီ message ကို valence က negative လို့ပြတယ် as လို့မှာမလို့ display valence okay message and if ah if ကိုပြီးရဒါဘာဖြစ်လို့လဲဆိုရင်ရေးသားမရေးသားနေ style တွေတချို့ကမတူတချို့က am if ဆိုပြီးတော့လာကျွန်တော်က if statement ပြီးဖို့လေကျွန်တော်တို့သင်ခဲ့တဲ့ javascript မှာဆိုပါလေးပဲ calibrate လေးပိတ်လိုက်ရုံပဲလေ calibrate ပိတ်လိုက်တာ if statement ကြီးစုံသွားတာလေ okay မနော် a calibrate တွင်းရကောက်ကကြိုက်သလားညာ a calibrate ကိုတော့မျက်စိရှင်နေပဲစေ okay ကြည့်မနောက်တစ်ခုဆက်ဖတ်ကြည့်ရုံပဲ set total to 0ဟုတ်လား total ဆိုတဲ့ variable name လေးနဲ့0ဆိုတဲ့ term လေးထည့်လိုက် โอเคมั้ยนะโอเคมั้ยนะ guest list or number อ่า number 6ရဲ့ list number 6ရဲ့ list จัดได้ number กูอ่ะกูฟังดิ array list ไปมั้ยล่ะ random list กูไปมั้ยล่ะจัดได้ list กูไปဟုတ်လားခဏယူယူပြီးတော့ loop through each number in list list မှာရှိနေတာ looping ပတ်ခိုင်းပတ်ပါဆိုကျွန်တော်တို့ဒါဒီ date ပဲဆိုတော့ဒီမှာ vehicle ရေးမယ်ဆိုပါလား for looping ပတ်မယ် while looping ပတ်မယ်ကြားတဲ့ looping ပတ်ပြီးရင်အဲ့ဒီ looping code ထဲမှာဗာရေးမလဲဆို at each number to total အားဒီမှာနမူနာပြခဲ့တယ်လို့ပဲ number တွေကိုအကုန်လုံး total တယ်လို့ဆိုတော့ပေါင်းပါပြီး end loop looping ကြီးပါလို့လဲ ပြီးဆုံးလိုက်ပါ။ Okay မယ်နော် Okay မယ်နော်အဲ့လိုခြာရလဲကျွန်တော်မျက်စိလည်းရှင်းမသွားဘူးလား။ဟုတ်ပြီရရတာလား။ချက်ချင်းကြီးဘာမှယူစမ်းမရှိပါနဲ့ကျွန်တော်အားကြောင့်ကျွန်တော်တို့ program စရရကျွန်တော်ကြုံရပါလိမ့်မယ်များကို့ကိုဘယ်ရစားလို့စားမှာလဲ။ပြီးခဏလေး။ဟုတ်နော်စာအုပ်အခုတင်ထားတယ်။ရောင်း JavaScript ကို calculator လေးရေးပြစမ်းပါ။ဟော keyboard ကန်လိုက်တယ် mouse တန်လိုက် gf နဲ့ j မှာတင်လိုက်တယ်ဘယ်ရစားလို့စားမှာလဲ။ဖိုင်ဘယ်ရစားဖွဲ့လို့ဖွဲ့အောင်အဲ့လိုဖြစ်တတ်တယ်။ဒါပေမဲ့အဲ့လေ့ကျင့်မှုပဲနော်။ များများတော့လေ့ကျင့်ပြန်မယ် program ကြီး။ Okay ။ပြီးရင်တော့ if number more than 0ဟာ number က0 0တဲ့ကြီးတယ်ဆိုရင် print it is positive ဟာ positive လို့ထုတ်လိုက်တာမှ0တဲ့ငယ်တယ်ဆိုရင် negative လို့ if 0 or less 0ရဲ့0တဲ့ငယ်ပါတယ်ဆိုပြီးထုတ်လိုက်။ Oh ။ Okay မနော်ဒီ broker ကဆိုတော့နောက်တော့ game program လေးတစ်ခုစုလို့ပုံနဲ့ချပြတယ်။ကိုတော့မရေးတော့နော်ကိုတော့မရေးတော့နော်ကြည်လား။ကြီးလောက်အောင်ကျွန်တော်တို့သင်ထားတဲ့ programming basics ကမစုံသေးဘူး foundation ပဲစီဒါ foundation ဟာ ခခုနလိုလေ့လာဖို့ဆိုကျွန်တော်ခုနပြောခဲ့တယ် JavaScript reference နဲ့ကိုသွားဘာတွေလေ့လာမလဲ syntax semantics တွေလေ့လာမယ် syntax ဖွဲ့စည်းတည်ဆောက်ပုံတွေ semantics meaning တွေအဓိပ္ပာယ်တွေကျွန်တော်တို့ဥပမာပြခဲ့သလိုပဲနော် dictionary ပုံစံပဲအဲ့သူရဲ့ကိုယ်ပိုင်လောက်လာတဲ့ဟို bidding method တွေ bidding function တွေ okay အဲ့လိုလေ့လာမယ်နော် okay ကြည့်မယ်နောက်နောက်တစ်ခု if misaligned image ဟာဒီဒုံးပြန်ဟုတ်နော်ဒုံးပြန်ပုံလေးอ่ะ text space image ပုံတရားဒါ gain လေးတစ်ခုလုပ်မယ်ဒုံးပြန်လေးနဲ့ အာအကတရင်လေးပါတယ်ဂိမ်းလေးအမှန်ရှုံးမယ်အမှန်ပေါက်ကွဲသွားမယ်အမှန်ရောမယ်အဲ့ဒီပုံ if misaligned image ဒုံးမြိုင် image က task specific image ဟိုအကတရင်ကိုတော့ထိတယ်ဆိုရင်ထိတယ်ဆိုရင်ဟုတ်နော်ဒါဆိုထိတယ်ဆိုတာ screen ထဲမှာထိဖို့တယ်နော်ဘာလဲ screen ရဲ့ coordinate တွေနဲ့လာမယ်လေဟုတ်ကဲ့နော် replace special image အဲ့ဒီထိသွားတယ်ဆိုရင်ကျွန်တော်တို့ if အဲ့ဒီအချမ်းမှန်သွားတယ်ဆိုရင် replace special image special image ကို with explosion image ပေါက်ကွဲတဲ့ image တွေနဲ့ကျွန်တော်ဘာလဲလာမယ် ပြောင်းနိုင်မယ်ပြောင်းပြီး play explosion song ကဲအတန်းကိုကျွန်တော်တို့ပေါက်ခွဲတဲ့အတိုင်း gain ဆိုထည့်လိုက်မယ် gain ထဲမှာ okay if ပြီးတော့ဒီဒီချက်ပြီးသွားရင်ဒီနှစ်ကြောင်းပြီးတော့ကတည်းက if တက် if test ဆိုတယ် if remaining life counter is 0ဟာသူ့ရဲ့အသက်ရှင်တက်က remaining life 0ဆိုရင် show gain over ဟောအသက်ကုန်သွားဆို gain over ပြရအဲ့လိုမှမဟုတ်ဘူးဆိုရင် subscribe 1 from remain line ရှိနေတဲ့အသက်တည်းကကျွန်တော်ဘာလုပ်မလဲ1ကိုနှုတ်ပေးလိုက်ပါပြီးရင် show begin message ပြန်ဆမလားဆိုရင် စတဲ့ message ကိုပေးလိုက်ပါ reset species to starting position အော်အစအတိုင်းပြန်လေး gain လေးကိုပြန်ဖန်တီးလိုက်ပါ okay assess draw နောက်ကကိုကြိုက်တဲ့စက်လုံး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 ဒါဒီ gain program အပြည့်စုံလေးကဲကျွန်တော်ဦးမေးဟာကျွန်တော်ကဒီ play exploration ဆောင်ဒီဆောင်နေကျွန်တော်တို့ကုတ်နေမပလေးတတ်ဘူးလေဟုတ်တယ်ဒါဒီလိုလိုထိအောင်ပြောလို့မလုပ်တတ်ဘူးလေလောက်ရမယ်ဆိုတော့တည်ရမလုပ်တတ်ဘူးလေရလေလုပ်တော့ကျွန်တော် definition သွားဖတ်မယ်လေဟုတ်တယ်နော်ဒါဆိုတော့ gain ရဲ့ algorithm တစ်ခုရပါဒါပဲဒါပဲ Okay မင်းနော် This is a barcode ਨੇ ဆူရိုကုန်းနောက်ဆူရိုကုန်း ਨੇ ခက်စင်နေပါရှိတယ်လို့ flow ချက်ရှိတယ်။ Okay မင်းနော်ကဲခုဒီညမှာခဏရမှာ Okay thank you